ကစီရွှေချက်နိုင်လေးပြန်လဲကြိုးတော့ပါဗျာနော်ရွှေရရွှေရရဗျာတော်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 ချုပ်ပါတယ်နော်ကျတော့အဲ့ကြောင့်မကျွန်တော်မြဲတော့ခဏနောက်ကြောင်းသမိုင်းကောင်းအောင်လို့နောက်ကြောင်းသမိုင်းကောင်းအောင်လို့ဆိုကျွန်တော်အဲ့ဒါပြောနေတာခင်ဗျာနောက်ကြောင်းသမိုင်းမကောင်းရင်ဘာဖြစ်တော့ဆိုခင်ဗျာကုသိုလ်ရှင်ရအီးမေးလ်ထွက်လာလေခင်ဗျာအီးမေးလ်ထွက်လာတော့ဘာဖြစ်တော့အီးမေးလ်ရဘာဖြစ်တော့2012ခုနှစ်ကဒီဇင်ဘာ31ရက်နော်9နာရီဒီမှာပြပြီးသားရယ်နော်9နာရီအောက်မှာအောက်ကဟာနော် မန်ဒေးတဲ့ဒီဇင်ဘာ31 2012 9:39 PM တဲ့เนาะအဲ့မှာเนาะ from J Jafari is a Spain လာမလို့เนาะကျတော့ G vacation at gmail.com ကเนาะအဲ့တော့ happy new year တဲ့ဆိုပြီးတော့လောက်ထားတယ်နောက်အပေါ်မှာကျတော့ Jinlu Bruni လာမလို့เนาะအဲ့မှာကျတော့တရက်တလား2023တရက်တလား2023ဟိုကကျတော့31ရက်ဆိုတော့2012 အကုန်နှောင်းဆက်တော့အကူပေါ့နော်အမှဖြစ်နေရ G vacation at gmail.com happy new year ဆိုပြီးတော့နော်အဲ့ဒီမှာနော်ဒီအောက်ကဟာကြတော့2012အကုန်9:39မှာနော်အပွားကြတော့2013တရက်တလား2013နော်အဲ့ကြတော့တော်တော့ကြောက်ဒီမှာပါရေးထားလဲဆိုတော့နော်အောက်ကအစာအနီလေးမှာ I will send you Pichara of the Bami Gere. No, very pretty she singer in Myanmar. I will bring I want to bring her to US. I want to bring her to US no. No, Obama Obama visit Myanmar. Obama visit Myanmar la mae. Chan chan come to America. No, Obama Myanmar la mae. Chan chan America America la mae. I think that I have something new. I'm fresh new promoted เนาะကျတော့ဒါဒါဒါဒီစာကြီးကထွက်လာတော့အခုအဲ့စာကြီးထွက်လာတဲ့ကလည်းပြန်ရှင်းနေပြုတ်တော့ဗျာเนาะဘာလို့ဒါသူတို့ကပြန်ရှင်းလို့ရဘာလို့တက်လိုက်ရထမင်းချုပ်လာတော့ခင်ဗျာတက်လိုက်ရထမင်းချုပ်လာလို့ရခင်ဗျာအကုန်လုံးကဖြူစင်သောတန်ရှင်းတော့ပဲသူတို့စကားအောင်ကြီးရဘာလို့ဘာကြီးတော့မရင်းချင်းနဲ့ရှင်းမင်းတော့မှာခင်ဗျာအခုချိန်ဒီရက်ဒီလိုရနေရစီခင်ဗျာတော်လိုက်ရင်တခိုးတွေဂျပိုးတွေဘာညာကူကအကုန်လုံးကုန်လုံးခင်ဗျာအခု ဘသူပြောင်းလဲပြောင်းလဲလာအဲ့လိုပြောင်းလဲလိုက်တာနဲ့ခင်ဗျာချက်ချင်းတန်ပြေးမှာတို့ရေခင်ဗျာအရင်တော့ခင်ဗျာသူဘာလုပ်ခဲ့လုပ်ခဲ့လုပ်ခဲ့ခင်ဗျာတန်ပြေးမှာဟာအခုတို့လို့ကြည်လိုက်ဖီလန်မောင်မောင်တို့ဘာလို့ဆိုလဲအကုန်ပြေးမှာကြတာပဲလीခင်ဗျာခင်ဗျာစစ်တပ်မကောင်းကြောင်းဒီမြန်မာနိုင်ငံအားပျက်စီးအောင်ဘာဖြစ်လဲညာဖြစ်တဲ့အားစစ်ကွေးပေါ်မှာတလန်မာညာကူကပြောလိုက်ပြီးပြောလိုက်ပြီးဆိုတာနဲ့ခင်ဗျာဘာဖြစ်တော့တော့မှကြတာခင်ဗျာတို့အခုကျွန်တော်ပြောလိုက်လို့ရှိရင်ကျွန်တော်လာမအောင်ပါခင်ဗျာကျွန်တော်ဟောင်းနေခွေးလာမအောင်ပါခင်ဗျာ ဒီလိုစာအုပ်ကြီးထွက်သွားတယ်နောက်စနစ်နောက်23ခုနှစ်ခုမှာပေါ့နော်အိုဘားမားမြန်မာလာမယ်ချမ်းချမ်းဟာအမေရိကကိုသွားမယ်ခင်ဗျာဒီလိုကြီးဒီလိုကြီးထွက်လာတယ်ဘာလို့သူတို့ဖြည့်ချင်းလို့ရတယ်ဆိုတော့ဘာကြောင့်ဖြည့်ချင်းလို့ရအောင်ချင်းချင်းလေးပဲတတ်လိုက်ရထမင်းချုပ်တာအာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့အာသူတို့ကလုံးဝဖြူစင်တော့တန့်ချင်းတော့ဖြစ်နေတယ်ခင်ဗျာနော်ကြောသူတို့သားကြီးပြရှက်စရာကောင်းလို့မသူတို့သားကြီးရှက်စရာကောင်းလို့ခင်ဗျာနော်ကြောတော့ပထမဆုံးဒီမှာ နော်သူတို့သူတို့ဇက်ချုပ်ကတော်တော်ရှုပ်တယ်နော်ဘာသာရေးအကူပြောင်းအကူပြောင်းဟာပါတခါထည့်ပြီးလိုက်မယ်နော်အဖုံတိုက်ရယ်နော်အယိုရင်းရယ်နော်သူတို့ပြဿနာတက်နေတဲ့အရာပရမောသုံးဖုံတိုက်ပြောတချင်နာတော့လိုက်သမီးလေးမြန်မိုးကင်းကရင်ဘွားနဲ့တဘွားလုံးအတွက်အရေးကြီးတယ်အဲဘာသာရေးဘာသာတစ်ခုကကိုအဲ့လိုသူသင်လိုက်တဲ့အခမ်းအနားကြီးတစ်ခုလောက်တော့အဖေရင်ခောက်ခောက်ဖြစ်တယ်ငါ့ကိုကျွန်တော် ခွင့်တောင်းမှုတိုင်ပင်မှုနောက်ဆုံးအတိပေးမှုလိုအပ်တယ်လို့မထင်ဘူး။ဟုတ်ဆိုရလည်းပြောတယ်။၃နှစ်လောက်ခလီ၃နှစ်လောက်တည်းကနင့်ဖေဟန်ကေဦးမောင်ဆိုဟိုးစိမေချက်ကိုတမိကိုခေါ်ခေါ်သွားတယ်ခလီနဲ့မလိုက်တဲ့ဘာသာရေးအကြောင်းတွေခလီကိုပြောတဲ့မကြိုက်ဘူးစိတ်ထဲမှာဒါပေမဲ့အဲ့လိုနည်းကပြောတယ်မဟုတ်ခလီကဒီအချိန်မှာခလီကခလီလူပဲရှင်းသမားဈေးကြီးပြန်ပါစေ။အဲကျွန်တော်လည်းဘိုးတော်ဘာသာအကြောင်းခလီကိုစီးယုံနေရအောင်ခလီအဲ့လိုဖြစ် ်မပြင်းမမစီနေခလေးကိုသူ့သူအချိန်တန်လို့ရှိရင်သူကိုယ်တိုင်ဆုံးဖြတ်တဲ့အရွယ်ရောက်လို့ရှိရင်သူကိုယ်တိုင်ကြိုက်တဲ့သူကိုယ်တိုင်လက်ခံတဲ့ယုံကြည်တဲ့ဟာကိုသူ့သူရွေးချယ်ပါစေဆိုပြီးတော့ဟိုခလေးဘွားတို့ကလည်းပြောခဲ့တယ်ကြီးတို့လည်းပြောခဲ့တယ်အခုသမီးအဲ့ဒီလီမသွားခင်လဲအထက်တစ်ခါကမှားတယ်အဲ့လိုကြီးမလောက်ပါနဲ့အခုဆိုလို့ရှိရင်ကျန်တဲ့ကိစ္စတွေငါစိတ်ဝင်သွားသမီးနဲ့ပတ်သက်ရင်အကုန်လုံးငါသိတဲ့နဲ့ထင်တာချမ်းပြောပါအထူးသဖြင့်ဒီဘာသာကြီးဘာသာရေးကိုငါချိန်မောင်းတဲ့အထက်မှာမပေါဘူး။ဟိုရင်ကငါကိုယ်နဲ့စိတ်မြေချက်ကိုလိုက်ပို့ခဲ့တဲ့ကောင်မှာခရစ်စမတ်လို့ရှင်လဲ နင်းဟိုခလေးဟိုငါလိုက်ပို့ခဲ့တဲ့ကောင်ဟုတ်ကဲ့လားအဲ့တော့ဒီငါချင်းမောင်းတဲ့ကောင်မဟုတ်ဘူးဘာသာရေးနဲ့ပတ်သက်အသည့်ဟိုလွတ်လွတ်လပ်ထားတဲ့ကောင်ဒါပေမဲ့ဒီခလေးလေးကသူ့သူသူကိုယ်တိုင်ဆုံးဖြတ်တဲ့အရွယ်ရောက်မှသူချိန်တဲ့ဘာသာကိုဝင်ပါစေဆိုတော့လေအထက်ထက်ကကပြောထားတယ်အဲ့တော့လူကြီးလှုပ်ချတယ်ပြီးတော့အဲ့ဒါကြီးကိုငါနဲ့ကျွန်တော်နဲ့သူနဲ့အဆက်အသွယ်မရှိရလဲမဟုတ်စက်တင်ဘာ၂ရက်နေ့ကလည်းအဆက်အသွယ်ရှိတယ်သမီးကျူရှင်လာခဲ့ပဲဒီကလှမ်းပို့ပြီးတာတော့ပြီးတော့စက်တင်ဘာ26ရက်နေ့ကလည်းခလေးနဲ့ပတ်သက်တဲ့အကြောင်းတွေ နင်လိုအပ်တဲ့စားစရာတွေအစားတွေငါအဖုံပို့ပေးတဲ့အကြောင်းနင်ကနေတိုင်းမက်ဆေ့ချ်မှာစကားတွေအများကြီးပြောတဲ့အချိန်မှာလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့တခွန်းတလေလေးတော့ဟိုတိုင်မြန်မာတွေခွင့်တောင်းမာတွေမပြောအ ਨੇ ဆုံးတော့အသိပေးသင့်တယ်လို့မထင်ဘူးလားနောက်ဆုံးအုတ်ဒီသတင်းထွက်လာတာကဒီနေ့ဗနေ့ရက်လေ9ရက်6ရက်နေ့အထိကျန်တဲ့မိနစ်တနေ့အထိမက်ဆေ့ချ်မှာစကားပြောသေးတယ် အဲ့ငါရှိမှရှူရင်မနက်ကောင်ကြီးအောင်အဲ့လိုသွားနေရလို့အဲ့ဟိုနေမာတဲ့ဟာတွေမပို့နိုင်သေးလို့မနက်ဖြန်ကြာရင်ငါရှူရင်ပြီးပြီးအောင်လို့ပို့လို့ရတယ်နင်းနေကလည်းအပြင်းကနေပြောနေနေပို့တဲ့စားတွေနင်းနေတော့မဟုတ်အဲ့မှာဒီအကြောင်းဒီကိစ္စတော့အရေးကြီးတာမရှိဘူးပါငါမှအဲ့လိုပြောလို့ဘာသာရေးကိုချင်းမြောင်းလဲကောင်မဟုတ်ဘူးဒါပေမဲ့ဘာသာရေးကအဲ့လိုအရေးမကြီးဘူးဆိုလို့ရှိရင်အဲ့လိုဘာသာတစ်ခုအောက်ကိုသမီးကိုသွတ်သွင်းနေဥစားယူအခမ်းအနားကြီးနဲ့လို့ဆရာမလို့ဘူးလေလို့တယ်ဆိုရတာအရေးကြီးလို့ပေါ့ဟိုသမီးဟို ကျွန်တော်စိတ်ကငါမွေးတဲ့ကလေးကိုဟိုငါကိုယ့်ရဲ့ဘာသာကိုကိုယ်ခင်ရမယ်ဆိုတော့တည်ယူတာစိတ်မျိုးလည်းမရှိကလေးလေးကဆန်းနေပဲရှိသေးတယ်အဲ့ဒါသမီးကုန်းကဝင်းနေတယ်လို့ငါ့အောင်လားမပြောနဲ့ငါသမီးချောင်းကအတိတော့ဟုတ်ပါဘူးသမီးကအဲ့မှာနေနေရတဲ့အခြေအနေကိုတခုနားလေတယ်အဲ့တို့ကြောင့်မင်းတို့ Sunday school ပဲဖြစ်ဖြစ်ဟာလား Sunday မှာ church တက်လို့ရှိရင် Sunday ရေမဟုတ်တပတ်မှာခေါင်းရံလုံးခေါ်သွားကြမှာဘုရားကြောင့်ဒါပေမဲ့ဒီလိုမျိုးခန္ဓာကြီးနဲ့တော့လုံးဆရာမလူသေးဘူးလေကွာ မီးကခလေးလေးရှိနေတာသူ့သူရွေးချယ်ပါစီဆိုတော့တကောက်လေထက်ကထက်ကပြောတယ်အဲ့ဒါကငါ့အတီပေးဖို့အခွင့်အရေးမရှိတာလဲမနေနဲ့ကလည်း messenger မှာအများအားပြောနေကြတမီးနဲ့ပတ်သက်ပြီးတော့မနေကတနေ့ရီပြောသေးတယ်ဆိုအဲ့အချိန်မှာလဲဒီကိစ္စနဲ့ပတ်သက်ပြီးတလောင်းတလေလေးတော့အဖေအရင်ခောက်ခောက်ဖြစ်တယ်ငါ့ကို time manner တွေဟိုအခွင့်တောင်းတာတွေထောင်းအောင်အတီလေးတော့တစ်ချက်မပေးဘူးဆိုတော့များတယ်များတယ် channel ကိစ္စတွေမှာသမီးနဲ့ပတ်သက်မမျော်လင့်တာရှိမှာမင်းတို့အဲ့ဘာသာလဲအဲ့လို ကိုဘာသာတဲ့ဝင်လို့ငါတကိုးရှုံသွားတာလည်းမဟုတ်ဘူးငါဘာသာတဲ့ဝင်လို့တကိုးနိုင်သွားလည်းမဟုတ်ဘူးသူဖះကောင်းတယ်ကိုဖះကောင်းတယ်ဖះလူနေရအောင်လည်းငါအဲ့လိုဒီမကျင်းမြအောင်တမေဟိုမီယူပလာဘုရားဘာသာမဟုတ်တဲ့ငါကအဲ့ခလေးနဲ့ပတ်သက်ဟိုခလေးကိုဝင်အရင်မှကြီးတည်းကညာအဲ့ဘိုက်ကိုပုတ်ပုတ်ပြီးတော့ပထမ်းယူပေးခဲ့တဲ့ဖေးအေးအဲ့လိုပြောလို့ဟိုဘာသာရေးအကြောင်းပြောတာမဟုတ်ဘူးကွာအခုဒီနေ့ဒီလိုမျိုးသာမပြောထားလို့ရှိရင်ဒါကြီးကသူက တရားဝင် online ပေါ်မှာတရားဝင်ဟိုတနင်္ဂနွေလို့တက္ကပါလုံးသိတဲ့ကိစ္စကြီးမှာအနေနဲ့တော့အဖေဖြစ်တဲ့ငါသဘောမတူဘူးပါဒီကိစ္စကအဲ့ဒါဟိုခရစ်ယာန်ကိုမကောင်းပြောတာလည်းမဟုတ်တမိတပတ်ကိုခြိုက်လို့ရှိရင်အစ္စလာမ်ပဲပဲဝင်မယ်ဂျူးလည်းပဲဝင်မယ်ဂျိမ်းဘာသာတွေပဲဝင်ခြိုက်တဲ့ဘာသာတွေဝင်မယ်တမိကိုနိုင်ကစဉ်းစားဆုံးဖြတ်တဲ့အရွယ်ရောက်လို့သူရွေးချယ်တယ်လို့ရှိရင်ဘယ်ဘာသာပဲဝင်မယ်နောက်တော့ free thing ကောဘယ်ဘာသာမှမကူးကွယ်ဘူးဆိုလည်းငါတို့အရေးမကြီးဘူးအခုကငါခရစ်ယာန်နဲ့ဝင်ရောလို့ငါဘုရားဘာသာဘက်ကတကူရှုံးသွားတယ်ဆိုပြီးပြောတာမဟုတ်ဘူးအဖေရင်ခောက်ကောအနည်းဆုံးတော့အတိပေးတဲ့နေပြီးတော့ဒီကလေးက ဆုံးဖြတ်တဲ့အရွယ်မလို့သူသူဝင်သွားမပြောကြိုက်တဲ့ဘာသာဝင်ဟောငါတော်မအဲ့ဘာသာတွေကိုဟိုဘာသာရင်းနဲ့ပတ်သက်ပြီးအကုန်လုံးလွတ်လွတ်လပ်လပ်တွေးတဲ့ကောင်အဲ့လိုချင်းမြောင်းတဲ့လူလည်းမဟုတ်ဘူးဆိုတော့အဲ့လိုတစ်ဖက်သက်တွေကိုဟိုဘက်ကငါဒီဘက်ကနေအမြဲတခုအဲ့ဘက်ကတခုတုံ့ပြန်တယ်ဒီဘက်ကဘာတခုမှမတုံ့ပြန်လူတွေငေါ့ဆက်ချက်လို့ဆက်ဘာမှလည်းအဲ့ဒါတွေဘောမှာငါတို့ကလူတွေဆဲတာတွေရေးလည်းမကြည့်ဘူးဒါပေမဲ့ဒီကကြောင့်မပြောလို့မရတော့ငါသမီးလေးနဲ့ပတ်သက်တာပြီးဘာသာရေးမကြည့်ဘူးပြောလို့မရဘူးကွာဒါ ရင်မကျင်းလို့ပွင့်လာတယ်ဗျခန်းလိုက်ယူနေမလုံးနဲ့လေကဲဒါတော့တပိုင်းပေါ့နော်ဒါတော့ဒီဘက်ကတခါအဲ့မှာချမ်းချမ်းရှင်းထားတဲ့ရာတစ်ချက်ထပ်နားအောင်ကြည့်မှာပေါ့နော်ဟိုရာပြီးမှဖွင့်ပြပေးမယ်အဲ့ဒီဟို email ဟာကပြီးမှဖွင့်ပြပေးမယ်ပြီး email ဟာနောက်ဆုံးမှဖွင့်ပြပေးမယ်နော် အကြောင်းဒီမှာသူတို့ကဘာဖြစ်တယ်ညာဖြစ်တယ်ပြန်ပြီးပြောထားတဲ့အရာနော်အကြောင်းတစ်ချက်နားထောင်နေမယ်အမကတင်လိုက်တဲ့ဒီဘာသာရေးပုံလေးနဲ့ပတ်သက်ပြီးတော့မှဘယ်လိုပေါ့သင်မြင်ချက်တွေပေးကြတာတွေဆဲဆိုကြတာတွေဟိုကို့အမြင်သူ့အမြင်ပေါ့နော်ဝေဖန်တိုက်ခိုက်ကြတာတွေပေါ့နော်အဲပြောကြတယ်ဒါပေမဲ့အမဘာမှပြန်မပြောဘူးဒါပေမဲ့အဲ့လိုပေါ့နော်ဒီကိုရဲ့သမီးရဲ့အဖေပေါ့နော်အရင်ကိုနဲ့အမျိုးတော်ခဲ့တဲ့လူတယောက်ကနေပြီးတော့မှဒီလိုမျိုး မီဒီယာပေါ်ထိတက်ပြီးတော့မှဒီဘာသာရေးနဲ့ပတ်သက်ပြီးတော့ပြောလာတဲ့အခါကျတော့အရင်ကတည်းကအမအကိုမုန်းတဲ့လူနိုင်ငံရေးနဲ့ပတ်သက်လို့မုန်းတဲ့လူပဲဖြစ်ဖြစ်ဟလာဒီဘာသာရေးနဲ့ပတ်သက်လို့ဒီခရစ်ယာန်ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့မှတိုက်ခိုက်ခြင်းတဲ့လူတချို့ကလည်းရှိနေပြီးသားအဲ့တော့အမတို့မုန်းတဲ့အခါနဲ့ဒီလိုမျိုးသတင်းထွက်လာပြီးဆိုရင်လူတွေကတိုက်ခိုက်ခြင်းကြတာပြောခြင်းကြတာလေဒါပေမဲ့အမကိုပြောရင်ဘာမှမဖြစ်ဘူးဒါပေမဲ့ဒါကအမရဲ့အဖေတွေအမရဲ့တရားသမီးတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အမရဲ့မွေးအဖေပေါ့မွေးအဖေနဲ့ပတ်သက်ပြီးတော့မှအဲ့လိုမျိုးတွေဟို ဆော့ကားလာတဲ့အတွက်ကြောင့်အမကဒီဟာလေးကိုသူ့ကိုပြန်ပြီးတော့လည်းပြောပြချင်တာရဲ့ဒီဘာသာရေးနဲ့ပတ်သက်လို့ဘလို့တွေဘသူကဟိုဘလို့ပြောမလဲအနှိမ်ခံရပြီးဖိနှိပ်ခံရလဲဆိုတာကိုလူတွေကမသိဘူးလူတွေကအမြင်ကိုပဲပြောချတာသူတို့အပေါ်ယံကိုပဲပြောတာဒါပေမဲ့ကိုကအရင်အိမ်တော်နဲ့ပေါင်းခဲ့ပြီးတော့မှ ဒီတမီးရခဲ့တာဆိုတဲ့အခါကျတော့ဒီအရင်အိမ်တော်နဲ့ပတ်သက်လို့ဘာသာရေးနဲ့ပတ်သက်လို့ဘသူကဘယ်လောက်ထိလှုပ်ပေးခဲ့ပြီးတော့ဘသူကပို့ပြီးတော့မှဘာသာရေးအတွက်ကိုလွတ်လပ်မှုပေးခဲ့လဲဆိုတာကိုမသိဘဲနဲ့ပြောနေကြတဲ့လူတွေကိုပြောပြခြင်း ਨੇ အဲ့ဒါဘာလဲဆိုတော့အိမ်တော်တစ်ခုမှာဘာသာကြားနဲ့ရောက်လက်ထက်တဲ့အခါမှာပြဿနာတွေအများကြီးရှိတယ်။အဲ့ဒါလူတွေကတော့အမြင်မှာတော့မင်္ဂလာပွဲတစ်ခုပြီးသွားရင်ပြီးသွားပြီဆိုပြီးမြင်ကြတာပေါ့နော်။ဆိုတော့ဘာသာတိုင်းဘာသာတိုင်းမှာဟိုဘယ်လိုပြောမလဲ။ ဟုတ်တယ်အမတော့မရှင်းပြချင်ဘူးကွာအခုကအမဖေကိုပါထည့်ပြီးဆိုကားစီလာလို့စတီဗင်ရေသူ့ရဲ့အင်တာဗျူးမှာဒီလိုဟာမျိုးဆိုတာကအိမ်မှာပဲကိုပတ်တာကိုလေကိုတိချင်လို့ရှိရင် message ရိုက်ပြီးတော့မေးလိုက်ပေါ့နော်အဲအဲ့လိုမျိုးပြီးတော့သူလည်းမသိတာလည်းမဟုတ်ဘူးကွာတိတာတမီးလည်းဖျားဆောင်နေတွားနေတယ် post လည်းအမအမြဲတမ်းတင်နေပြီးတော့သူဖုန်းဆက်တာလည်းဟဲ့တမီးဖျားဆောင်တွားနေတယ်တိရမလားအဲ့လိုမျိုးတွေအမဖြေပြီးတယ်ပေါ့နော်အခုကကြတော့အမအဖေကိုပါလာပြီးစော်ကားလာတဲ့ခါကျတော့သူကတော့ interview ထဲမှာဖြေလိုက်တာပဲအမတို့ကပဲဟို ဟိုခလေးကိုငငယ်လေးထဲကဒီလိုမျိုးပေါ့နော်ဆွဲနေရဆိုတဲ့ဟာမျိုးလေးတွေကြတော့ကွာမကောင်းသိရမလားငိမ့်နေရဆိုလို့ရှင်လဲလာအောင်မဲ့အမားတို့ကပဲမှန်နေလို့ပြပြောငိမ့်ခံလိုက်တယ်ဆိုတာမျိုးပေါ့နော်ဆိုတော့ဟိုဘယ်လိုပြောမလဲဟိုဘယ်လိုပြောမလဲ အခုတော့မှကြည်ပါလားဝင်ဆဲကြတာလေတွေ့ရမလားဘာဖြစ်တယ်ညာဖြစ်တယ်နဲ့မြန်မာကိုခုတုံးမလုံးနေတော့ဘာလို့အဲ့လိုမျိုးတွေလာတာလေဆိုတဲ့ခါကျဘာသာရေးနဲ့ပတ်သက်လို့ကတော့ဟိုလွတ်လပ်ခွင့်ဆိုတာလူတိုင်းမှာရှိတာပေါ့နော်ဆိုတဲ့ခါကျဆုံးဖြတ်တာလေအမသမီးကသူကသူဆုံးဖြတ်တာအဲ့ဒီတော့ဒီအကြောင်းကြီးကိုမသိဘဲနဲ့အမကပြောနေကြတဲ့လူတွေအမပြဿနာလဲမဖြစ်ဘူးအမဘာမှလည်းမဖြစ်ဘူးလက်လူရှုလက်လူရှုထားတယ် neglect လုပ်ထားဒါပေမဲ့သူကိုယ်တိုင်ကလာပြီးတော့မှအခုလိုမျိုးပြောလာတဲ့အတွက်ကြောင့်အမကပြောချင်တာပေါ့နော်ဟိုဟို သူတယောက်တည်းပြောသူတယောက်တည်းတည်တဲ့ပုံစံမျိုးပေါ့သူတည်ချင်လို့ရှိရင်သူအမကိုမေးလို့ရတယ်လေသူပြောသလိုပဲအမနဲ့ သူနဲ့ကြားထဲမှာသမီးနဲ့ပတ်သက်လို့အမခွင့်ပြုထားတာတခုရှိတယ်။သူနဲ့အမနဲ့အိမ်တော်ကွဲပေမဲ့အမဒီသမီးသူ့ဖေနဲ့ဆက်သွယ်လို့ရအောင်လို့အမရဲ့ဖုန်းဒီ messenger အမြဲဖွင့်ပေးထားတယ်။အခုလက်ရှိပေါင်းနေရောက်ကြလို့လည်းအမျိုးသားကိုလည်းအမပြောထားတယ်။အဲသူ့ဖေကသူ့သမီးအတွက်လိုတာရှိလို့ရှင်မင်းသားမျက်နှာသူ့သမီးနဲ့ဖုန်းပြောတာမျိုးအတွက်ငါခွင့်ပြုထားတဲ့ငါ့ရဲ့ messenger ကိုသူ့ပေးသုံးထားတယ်။ဒီမှာ73နှစ်မပြည့်မချင်းဖုန်းသုံးခွင့်မရှိဘူး။အဲ့အတွက်ကြောင့်အမတို့သမီးကိုဖုန်းပေးမကင်တဲ့အတွက်ကြောင့်သူ့ဒီ messenger တစ်ဆင့်ပဲအမစီက messenger ကနေပဲတစ်ဆင့်သမီးကိုပြောရတယ်ပေါ့နော်။ အခုကအမအမားလို့ပြောနေကြတယ်ဘူးလို့ရှင်းပြချင်တာဘာလဲဆိုတော့အမနဲ့သူနဲ့အိမ်အောင်မပြုတ်ခင်ကတည်းကသူအားအမကိုခရစ်ယာန်မန်းလည်းတည်တယ်အမလည်းသူဗုဒ္ဓဘာသာမန်းတည်တယ်အမအဖေမိဒီဆိုတာကလည်းဘာသာကွဲချင်းချင်းယူထားတာအမမိဒီဗုဒ္ဓဘာသာအဲ့ဒီတော့အမဘာသာရေးနဲ့ပတ်သက်လို့ဘာမှပြဿနာကိုမရှိတာဒါပေမဲ့တကယ်တမ်းအိမ်အောင်ပြုတဲ့အခါမှာပြဿနာရှိတာကသူကသူ့ဘက်ကနေပြီးတော့အမကိုပြဿနာစားရတယ်အများကြီးပဲနော်အမအိမ်ကိုဖုန်ကြီးတွေလာတယ်ဟလာကိုပွဲမှာစုံရင်းနဲ့မှာဖုန်ဖုန်ကြီးကျမကတော့ဒီ ဟိုဟို Bible နဲ့ပတ်သက်လို့တိတ်ပြီးတိတ်တိတ်ချာချာလေးမသိဘူးအဲ့ဒါက Bible ဖတ်ဖတ်တာလေးကြီးရှင်းပြပေးပါဆိုပြောတဲ့အတွက်ကြောင့်ဖုန်းကြီးနဲ့ပွဲမှာခင်သွားတဲ့အတွက်ကြောင့်ပုံပုံကအိမ်ကိုလာပြီးတော့မှ ဒီပါဆာပေါ့နော်စတန်ဖတ်ဆရာကနေပြီးတော့လာတင်ပေးဖို့အတွက်အေယူလာတဲ့ခါကျတော့လေဖုန်းကြီးကိုဆော့ကားမော်ကပြောပြီးပြန်လွှတ်လိုက်တယ်စိန်ခေါ်တယ်ဖုန်းကြီးကိုဟိုအဲ့လေငါလည်းဗုဒ္ဓဘာသာကြောင့်ငါဖြည့်ရှင်းမယ်မင်းရောမင်းရဲ့ခရစ်ယာန်နဲ့ပတ်သက်လို့ကြကြနန်းလာကြက်လက်ကြက်လက်ဖြည့်ရှင်းနိုင်သလားဆိုပြီးတော့ဖုန်းကြီးကိုတခါတည်းစကားကိုပိတ်ပြောပြီးတော့မောင်းထုတ်လိုက်တယ်ဒါမျိုးတွေကဘယ်သူမှမသိတဲ့အချက်တွေเนาะအမဆိုလို့ရှိရင်ဘယ်လောက်ထိဟိုဘာသာရေးလက်ခွင့်ပေးသလဲဆိုလို့ရှိလို့ရှိရင် ဒီအမျိုးသားနဲ့ပတ်သက်လို့သူဖျားတယ်ခြင်းနဲ့ဟလာသူကဟိုဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်ယောက်ျားတယောက်ကဖျားတယ်တယ်ဆိုလို့ရှိရင်ဖုံးကံမြင့်နေဆိုတဲ့ဟာမျိုးသူ့ဘဝမှာဖျားတယ်ဘူးခြင်းနဲ့ပြောလို့အမနေမှာ မရရအောင်ပတ်စံကိုရာချီကုန်ခံပြီးတော့မှဖျားတည်ပေးခဲ့တယ်တကယ်တမ်းဆိုအမကဗုဒ္ဓဘာသာမဟုတ်ပါဘူးခရစ်ယာန်မှာဒါပေမဲ့လူတရားရဲ့စိတ်ကိုဘယ်လောက်ထိအလေးထားလဲလူကြက်ကိုဘယ်လောက်ထိဘာသာရေးကိုလက်လက်ခွင့်ပေးထားလဲဆိုတာကိုအမပြောပြတာနော်ခုံယူလင်းခြင်းလို့ပြောတာမဟုတ်ဘူးသိလားဆိုတော့မဟုတ်လို့ရှိရင်အမတို့ခရစ်ယာန်တွေကပဲအမြဲတမ်းလူတွေကိုဆွဲပြီးတော့မှသွင်းနေသလိုလိုဘာလိုလိုတွေပြောချလုံးလို့ပါဆိုတော့ပြီးတော့ကထိန်ဆိုလဲခင်းတယ်နော်ပကံမှာခင်းတယ်ပကံမှာအကုန်ရှိသမျှပတ်စံပုံဩပြီးတော့မှလှူတာ သူတို့ကရပြီတမီးအဲ့လောက်ပဲလှူလေရတယ်လေလို့ပြောတဲ့အချိန်မှာကိုကမဟုတ်ဘူးကို့မှာရှိနေတာအိတ်ပုံအိတ်တုံမှာဖောက်အကုတ်ဖာမအကုန်လုံးလှူပေးခဲ့တာအဲ့လောက်ထိကိုရရရရအမှားအလှူဘက်မှာရောသူတို့ဘာသာရေးနဲ့ပတ်သက်အကုန်လှုပ်ပေးခဲ့တယ်ဆိုတဲ့အခါကျတော့ဒီလိုမိမမျိုးကအမတမီးကိုဟိုဟိုသူ့ကိုကြော်ပြီးတော့မှဘာသာလဲတွတ်သွင်းနေဆိုတဲ့ပုံစံမျိုးပေါ့အင်တာဗျူးမှာဖြေတယ်တကယ်လားဆိုလို့ရှိလို့ရှိရင်သူနဲ့တမီးနဲ့အမဆက်သွယ်ဖို့တော့ခွင့်ပြုထားတာတွေကကြားလာပြီကွာဒီရောက်ခရေက ဒီကနေ့အခွင့်ပြုထားတာတမီးဖုန်းပြောတယ်သူနဲ့အမဘယ်တော့မှသူတို့နာမှာမနေဘူးဖုန်းပြောတဲ့အတိုင်းအမဘာသာအမဟင်းချက်ဆရာရှိချက်တယ်နင်းမီးဘူးတိုက်ဆရာကြီးတိုက်တယ်သူနဲ့တမီးနဲ့ကြားထဲမှာဆက်တွေ့ပြီးပြောတဲ့စကားအမတခုမှလည်းမကြားချင်ဘူးတိလည်းမတိချင်ဘူးတမီးကသူ့အဖေကိုဘာပြောလဲဆိုလည်းအမမတိချင်ဘူးသူနဲ့တမီးနဲ့ကြားထဲမှာသူကသူရှိပြီးသားအဲ့တော့ဒီဖုန်းဖွင့်ထားပေးခြင်းကသူနဲ့တမီးနဲ့ဆက်တွေ့ဖို့ပဲအမမှာအိမ်လောင်ရှိတယ်အမမှာစီးရှိတာနောက်အိမ်လောင်ပြုထားတယ်နောက်အိမ်လောင်ရဲ့ယုံကြည်မှုနောက်အိမ်လောင်ရဲ့ တိစာနောက်ညာပေါ်မှာတိစာရှိမှုဆိုတော့အမထားဟုတ်ထားရမယ်အလကားနေနဲ့ဖုန်းနဲ့ပြောနေရလိုက်ပြီးဝင်ပြောနေပြီးတော့လိုက်ပြီးတော့မှစာတွေပို့ပြီးတော့လိုက်ပြီးသတင်းပေးနေရအောင်လို့လေအဲ့လောက်ထိအမကတာဝန်မလိုအပ်ဘူးကွာအဲ့ဒါသူပြောလို့သူ့အမ respect မပေးဘူးပေါ့ဟိုတမီးနဲ့ပတ်သက်လို့သူ့ကိုပြောရမယ့်ဟာဒီမှာအမက ပြောဖို့ပြောရမယ့်ဟာဒီမှာပေါ့နော်သူ့ respect ပေးပြီးမပြောဘူးလို့သူပြောတယ် respect ဆိုတာကသူနဲ့အမနဲ့ယူထားတဲ့အချိန်တုန်းကဟိုပြောတင်ပြောရတဲ့ဟာတွေအတိပေးတင်တဲ့ဟာတွေကတရေးချူနဲ့ respect ကတော့ပေးရမှာပေါ့ယူထားလို့ရှိရင်ပေါင်းနေစေဆိုလို့ရှိရင်တော့လေအဲယောက်ျားကြီးဒီလိုတော့တမီးရဖြစ်တယ်ဆိုပြီးပြောနေရမှာပေါ့အခုဟာအမနဲ့သူတင်ရလဲကွဲသွားပြီကွာပြီးတော့ တမီးနဲ့ပတ်သက်လို့ပြောချင်တဲ့ဟာကိုလေတမီးစီကလည်းဓာတ်ရိုက်ကြားရအောင်လို့အမပြောရင်လည်းလိန်နေဖြစ်မှာဆိုလို့တမီးနဲ့ဖုန်းပြပေးဝင်ကိုသူ့ကိုပေးထားပြီးသားပြီးတော့တမီးဖျားဆောင်တတ်တယ်နော်တမီးဟိုကလှုပ်တယ်ဟိုဗာလဲဖျားဆောင်မှာခྱི་ထွက်တယ်ဖျားဆောင်တတ်တယ်ဖျားစကားတင်တန်းသွားတယ်အဲ့ဒါဒီအားလုံးလည်းနေ့စဉ်နဲ့အမအမ post တင်နေတာပဲအမအကြောင်းမသိရလို့မရှိဘူးအမရဲ့ wall နဲ့ဝင်ကြည့်လိုက်ပါပြီးတော့အမ Facebook ထဲမှာ live လုပ်နေတဲ့အခါမျိုးအမအမြဲတမ်းဖျားဆောင်မှာတမီးနဲ့သွားလေလာနေသူမြင်တယ် တည်သူဖုန်းခေါ်တဲ့အချိန်မှာတမီးမရှိဘူးဟုတ်တယ်တမီးဖျားချောင်းသွားနေတယ်ဟေ့သူပြောလိုက်တယ်အော်အေးအေးပြီးမှပြန်ခေါ်မယ်အရင်နေ့တုန်းက तू အေးစစ်စစ်ပဲကွာတည်လားပြောချင်လား तू တည်အမေစီမဘလို့လို့ဟိုအမကဗုဒ္ဓဘာသာမဟုတ်တဲ့တို့ကြအမဗုဒ္ဓဘာသာအကြောင်းကိုလည်းသင်လို့မရဘူးဗုဒ္ဓဘာသာကြောင့်အမနားမလဲဘူးတမီးဒီကိုရောက်လာတဲ့အချိန်မှာလွန်ခဲ့တဲ့၃နှစ်ရောက်လာတဲ့အချိန်လုံးက မတိုင်ရင်တော့ကတော့သူချန်ခုံမှာပေါ့နော်အမစီမရောက်လာခင်လွန်ခဲ့တဲ့၃နှစ်လောက်ကတမိကိုသူဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ဖျားစာတွေတင်ပေးတဲ့ဟာတွေကိုဗီဒီယိုလေးနဲ့သူ့အဖွားတင်ပေးတာလားမသိသူ့ရဲ့တူမနဲ့လားမသိဘူးတမိလေးရွတ်နေတာဆက်လေးပစ္စည်းလားဆက်လေးပစ္စည်းရောလားအဲ့ဒါအရွတ်နေတာအမတွေ့အမဘာမှမပြောဘူးဟုတ်တယ်လေအမတို့ဟာ coffee နဲ့လက်ဖက်ရည်ဟို coffee နဲ့ note လို့ပဲ coffee နဲ့ note ရောတဲ့အခါကြာလို့ရှိရင် ဟိုနို့လိုပဲဖြူစွတ်မနေဘူးကွာအယောင်ကတော့ရောနေမှာပဲတမီးကဟိုဘက်ကောဒီဘက်ကောဘာသာရေးမှာဟိုဘာသာမတူတဲ့လူတွေရောပေါင်းလာတာဖြစ်တဲ့အတွက်ကြောင့်တမီးမှာနှစ်ခုလုံးတိပိုင်ခွင့်ရှိတယ်ဒါပေမဲ့အခုသူအင်တာဗျူးမှာဖြေသွားတာနော်အမအဖေကတဲ့နော်ဘလောက်များပေါ့နော်ဘာသာရေးကိုတမီးဦးနဲ့ပတ်သက်လို့သူ့မီးကိုစွဲတယ်လဲဆိုတာမျိုးပေါ့သူဖြေသွားတဲ့ပုံစံဟို ဘိုးတော်ကတဲ့ဟိုခလေးကပါပေါ့နော်အသက်က2နှစ်3နှစ်4နှစ်ပဲရှိသေးတယ်ပေါ့နော်သူကသူ့စီရလို့ရှိလို့ရှိရင်လည်းဖះသခင်အကြောင်းနေတင်တယ်ပေါ့ပြောတယ်ပေါ့နော်ဖះစာရေးတင်ပြီးတယ်ဆိုတင်မှာပေါ့အမားတို့ဒီမွေးရပါမိယောဖလာခရစ်စတန်တွေဖြစ်ကြတယ်အဲ့တော့အမအေဘက်ကမိဘတွေကလည်းဟာလာခရစ်စတန်ဖြစ်တဲ့အတွက်ကြောင့်သူတို့ခရစ်စတန်လိုပဲတင်တတ်မှာပဲဟာလာစမ်းစာတွေဖတ်ပြပြီးရှင်းပြမယ်ဖះသခင်ကဘာလဲဆိုတာပြောပြမှာပေါ့ဒါကအမဖေကဖះကြောင့်မှာဖះလူကြီးဖြစ်တယ်ဖះစာဖတ်တဲ့စမ်းဖတ်တဲ့ဆရာဖြစ်တယ်ပြီးတော့ခလေးတွေစမ်းစာတင်ပြီးတဲ့ဆရာဆိုတဲ့အတွက်ကြောင့်သူလောက်တတ်တာသူလောက်တာပဲဒါကလူကြီးတယောက်အနေနဲ့သူ့ရဲ့ ဲ့နီးကိုကောင်းတဲ့ညာတင်ပေးတာလေသမီးရေခိုးပါတတ်ပါလူတတ်ပါလို့ဟိုလောက်ပြီးတော့တင်ပေးတာမှမဟုတ်တာအဲ့တော့လူဆိုတာကိုတည့်ရဲ့အရာကိုပဲတင်ပေးလို့ရမှာပေါ့ဒါဟာအမအဖေကခလေး၃နှစ်အရွယ်၄နှစ်အရွယ်ခလေးတောက်ကိုဆွဲတယ်ဆိုပြီးသူဖြေထားတဲ့အင်တာဗျူးမှာအမကြည့်လိုက်တဲ့ခါကျစိတ်မကောင်းဘူးအမဆိုလို့ရှိရင်သမီးဒီရလာတဲ့အချိန်မှာအော်သမီးဟလာအမေတွေ့တယ် online ပေါ်မှာသမီးဟိုဟာအဖေတင်ထားတယ်သမီးနဲ့ပတ်သက်လို့ဘာသာရေးကြောင်းသမီးရဲ့အဖွားတင်ပြီးထားတယ်သူ့မှာလည်းတင်ပိုင်ခွင့်ရှိတယ်ကွာတိလား တိရသူကလည်းတင်ပိုင်းမရှိအမတင်ခွင့်လည်းပေးထားခဲ့တာပဲသူနဲ့တမီးကတနှစ်ခွန်းနှစ်နှစ်ကျော်လောက်ဟိုအမမရှိတဲ့နေရာတမီးကနေခဲ့တာပဲရန်ကုန်မှာလေဆိုတော့သူတို့တင်ချင်သူတို့တင်တာပဲသူတို့လည်းပို့ချင်သူတို့ပို့တာပဲဖခင်တွေသွားတာပဲလောက်ကြတာပဲလေအမဘာပြောခဲ့လဲတခွမှအမမပြောအမကအသိပေးခဲ့လားအဲ့ဒီတုန်းကရောတမီးဖခင်သားတွေညွတ်နေတာမျိုးတို့သူတို့အမအမှန်တမ်းပြောရင်ကွာဗုဒ္ဓဘာသာဆိုဒီမှာမွေးရပါမွေးလိုက်တာနဲ့ဥငဲဆိုတာနဲ့ ဗုဒ္ဓဘာသာဖြစ်သွားတာလားဟာလာဖះစာဖတ်ပြီးတော့မှဗုဒ္ဓဘာသာဖြစ်တာလားမိသီလရှင်ဝင်လိုက်တော့မှဟိုတင်ငန်းချုပ်တော့မှဟိုဗုဒ္ဓဘာသာအစဖြစ်တာလားဆိုတော့အမနာမလဲဘူးဒါပေမဲ့အမဘာသာအရဆိုလို့ရှိရင်ခလေးကဥဝဲဆိုတယ်မွေးတာနဲ့ဟိုခရစ်စတန်မျိုးခလာဖြစ်ပါစေခရစ်စတန်မဖြစ်သွားဘူးမိဘတွေကိုယ်တိုင်ကိုကဟာလာဒီဟိုဘယ်လိုပြောမလဲဘတ်ဒိုင်းလောက်ပေးရမယ်ပြီးရင်ခရစ်စမတ်အပရှင်လို့ဟာလာဖတ်စ်ကွန်မြူနီယံရအောင်လို့ဖះအကြောင်းကိုနားလဲအောင်လို့ဖះအကြောင်းကိုပို့ပေးရမယ်ဒါမှပဲဒီခလေးဟာခရစ်စတန်ဖြစ်မှာ ရိုးရိုးမွေးလိုက်တာနဲ့ဟိုဖျားဆောင်ကိုခေါင်းမူးချုပ်ပြီးတက်လို့ဟိုခရစ်စတန်ဖြစ်မသွားဘူးအဲ့တော့တရားနဲ့တယောက်ကဘာသာအယူဆခြင်းလည်းမတူတဲ့အတွက်ကြောင့်သူ့ရဲ့ဗုဒ္ဓဘာသာဖြစ်ခြင်းကဲဒါရာသူဖြစ်ခြင်းချက်ပေါ့နော်ဒါသူဖြစ်ခြင်းချက်နောက်တစ်ခုထပ်လာလိမ့်မယ်နော်ဒီပုတ်ပြီးတော့မှအဲ့အီးမေးလ်ကိစ္စကိုသူရှင်းလိမ့်မယ်နော်2013ကပြဿနာအောင်နော်အီးမေးလ်ကိစ္စနော်ဥပမာ ဟိုမှာမြန်မာနိုင်ငံမလာတဲ့အမေရိကန်ကိုချက်ချင်းသွားတယ်ဆိုတဲ့ကပေါ့နော်။အကျော်ရှင်းပြီ။တို့ရောသူတို့သူတို့ကဘာလို့သူတို့ကတက်လာရထမိန်ရှုံနာတာဖြစ်တယ်တို့ရောအမှန်ကြီးပဲ။ဘာလို့သူတို့ရှင်းတာသူတို့အမှန်ကြီးပဲ။ဘာသူတို့ကနောက်မှာဆော်ဝင်ဆော်ဝင်နော်ဆက်နတန်းရှိပြီလား။အကျော်ဒီမှာနောက်တက်တပုတ်ထက်ရှင်းနေရတက်နာတော့အမမြို့သားဆိုအမပြောတယ်ငါကအရင်တော့ငါအနုပညာလောက်လာတာအဲ့တော့ငါကပတ်စံလဲရှာတယ် ကို့ဘာသာကိုတယောက်တည်းလဲဟိုဘယ်လိုပြောမလဲရက်တီနိုင်ရဲ့အမျိုးသမီးပေါ့သူအမြဲများမားပြောပြတယ်အမကနောက်ခွေးမိဖို့ဆောင်ထဲမှာအမြဲတမ်းနေနေမဲ့မိမအမျိုးသားမဟုတ်ဘူးသူသိတယ်ငါလည်းမကြိုက်ဘူးတဲ့ဒီလိုနောက်ခွေးမိဖို့ဆောင်မှာပဲနေပြီးငါပြောတဲ့မြတ်ခေါင်းညိတ်ပြီးတော့ yes no လုပ်နေတဲ့မိမပြောလဲငါရွေးချယ်မှာမဟုတ်ဘူးတဲ့ ကိုကိုကိုမတိဆောက်မတက်တဲ့မိန်းမမတိဆောက်တတ်တဲ့မိန်းမကိုယ့် image ကိုကိုနိုင်အောင် control မလုပ်နိုင်တဲ့မိန်းမတယောက်ကငါဘာတော့ယူမှာလဲတဲ့ဟင်းချက်ရုံခလေးမွေးရုံဆိုလို့ရှိရင်တော့ကွာတဲ့အပြစ်မှအများကြီးပဲအဲ့လိုမိန်းမမျိုးတွေရိုက်တက်လို့မကုန်ဘူးအိမ်ဖော်တွေကခေါ်လို့ရတယ်အိမ်အကူတွေခေါ်လို့ရတယ် ဟုတ်လားဟိုဘယ်လိုပြောမလဲအငှားကုံမဆောင်တဲ့လူတွေအများကြီးပဲရှိတယ်ငှားအတွက်ကဘာမှမခဲရင်သွားဘူးဒါပေမဲ့ငှားတကယ်ချစ်ပြီးတော့ငှားအောင်တကယ်အနစ်နာခံပြီးငှားရဲ့ကောင်းခြင်းဆိုးခြင်းကိုတီးခတ်ပေးမဲ့ဘဝလက်တွဲပေါ်ဆိုတာကတော့ဒီဟင်းချက်တက်ယုံခလင်းမွေးယုံနဲ့တော့မပြီးဘူးတဲ့သူဘယ်လိုသူ့ image ကိုတိဆောက်တယ်လဲသူငှားရဲ့အတိုင်းဝိုင်းမိသားစုငှားရဲ့ပတ်ဝန်းကျင်ငှားရဲ့ဒီဟုတ်လား business partner တွေနဲ့စကားပြောတဲ့အခါမျိုးမှာငါရဲ့ image ကိုဘယ်လောက်တိသူဆွဲတင်ပေးနိုင်တယ်လဲဘယ်လိုမိမ့်မစားလဲဘယ်လိုမိမ့်မမျိုးလဲငါရွေးချယ်ထားရလဲဆိုတော့ငါ image ပဲတဲ့ကိုရွေးချယ်တဲ့မိမ့်မကို ဟာကိုယ့်ရဲ့ image ပဲအိမ်တော်တစ်ခုမှလေအဲ့ဒါအမြဲမှတ်ထားနော်အမတို့ဒီမှာစကားပုံလည်းရှိတယ်ကိုရွေးချယ်လိုက်တဲ့မိန်းမကကိုထားတဲ့အတိုင်းပဲသူကအယောင်ထွက်မှာအဲ့တော့သူ့ရဲ့ပြုတ်မှုပြောဆိုပုံလှုပ်ရှားပုံဟာဒီယောက်ျားရဲ့ image ပဲဒီမိန်းမရဲ့ပြုတ်မှုပြောဆိုပုံဟာဒီယောက်ျားရဲ့အစ်စင်တန်းကိုပြတာပဲကဲဒါဒါသူ့ရဲ့သိတာနော်ဒါသူ့ရဲ့သိတာခင်ဗျာနော်ကြာဒီလို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 လေးဒါလေးပတ်လဲတာကြီးမှတ်လားเนาะအဲ့တော့ဒီမှာကျတော့ သောနာအီးမေးလ်ကိစ္စပေါက်ကြတဲ့အရာကိုနော်သူကထက်ကထက်ကပဲဘာလို့ကျွန်တော်အများအမ်းပြောတာဟောသူတို့ကကြိုက်တာလုံမိုက်တာလုံလို့ရတယ်သူတို့ကလုံးဝအမှန်တရားစောက်ပင်းစောက်ပင်းဆက်နေတာလုံးဝတော့ကပြအချမ်းချမ်းမှန်နေချမ်းချမ်းဆိုပြီးသူကလည်းထက်ကထက်ကပြောမိဘအောင်လုပ်ကြည့်ရ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 ကြီးပဲထက်ကထက်ကခင်ဗျာနော်ဒါတိတဲ့လူတွေတိပါတယ်တချို့ရရင်ချို့ရရင်ခင်ဗျာသူကတော့ ပေါက်ပန်း၄၀ပေါက်ပန်း၄၀ပေါ့ဗျာနော်အကြောင်းဒီမှာတစ်ချက်ထပ်နှားထောင်လိုက်ပေါ့နော်တရင်တစ်ခုမှာပေါ့နော်ဒီလိုပါလာတယ်ပေါ့အမနာမည်နဲ့ email ဆိုရအဲ့ဒါမျိုးပဲအမတိလိုက်တာအဲ့လိုပေါ့လာပြောချတာပေါ့ဟိုအဲ့ဒါတကယ်လားအမအဲ့လိုစရင်နဲ့ပါတယ်ဆိုတာမျိုးဘယ်လိုပတ်သက်မှုရှိလဲဆိုအမရဲ့တွေ့ကြုံဖြည့်ပြဖို့အမမဝင်လေးဘူးဘာဖြစ်လို့လဲဆိုဒါအမမှာဖုံးကွယ်စရာလည်းမရှိဘူးလေကိုကမကောင်းတာလုပ်ခဲ့တာလည်းမဟုတ်တဲ့အတွက်ကြောင့်သူတို့ရဲ့ပတ်သက်ဆက်နွယ်မှုကိုပြောပါဆိုရင်တော့အမတိရဲ့အတိုင်းအမဖြည့်ပြရုံပါပဲ အမ်မမရရဆိုလို့ရှိရင်တော့အမရဲ့အဖေက तू ကအဲ့လိုအင်္ဂလိပ်ဆရာဆရာပေါ့နော် तू နိုင်ငံသားသားအကြောင်းသားတွေကိုစတင်တာပေါ့နော်အဲ့တော့သူတို့ရဲ့အဲ့ဒီဟိုသူတို့ကလေးတွေပဲပြောရမှာပေါ့သူတို့အိမ်မှာရှိနေတယ်ဆိုအမလည်းသူတို့ရဲ့ဟိုဆက်ဆက်မှုတော့တိတ်ချတော့မသိဘူးအကြောင်းပြည့်ရ tuition တင်ရတဲ့အခါကျတော့အမလိုက်သွားအဲ့ဒီအချိန်မှာအမ modeling ရဲ့လုပ်နေတဲ့အခါကျတော့ ကို့ဒါ opportunity တခုပေါ့နော်သူကလာကန်းလန်းတာအဖေစာသွားတင်လိုက်လာတော့သူကတွေ့တော့မင်းကိုလည်းစိတ်ဝင်စားတယ်မင်းပုံစံကဒီပြင်သစ်က agency တော်တော်များများမင်းပုံစံကိုကြိုက်တယ်ပေါ့နော်ဟိုနိုင်ငံခြားက agency တွေဆိုလို့ရှိရင်မင်းပုံစံအောင်ဆိုအလူရက်ခေါ်มาတဲ့အဲ့တော့ကြောင့်ငါမင်းကိုပေါ့နော်ဘဝချိန်ပေးမယ်ပေါ့အဲ့တော့အမကလည်း modeling လုပ်နေတာ model လုပ်နေတာ agency ဘာများဆိုတာနဲ့ပြီးတော့ freelance ဖြစ်တဲ့အတွက်ကြောင့်သူကအမကမေးဘူးတဲ့မင်းစာကျုပ်တူပါချုပ်ထားတာရှိလားစိတ်ဝင်စားလားဆိုတော့အော်ကိုလည်းအဲ့ချိန်မှာကွာဟို LL magazine တို့အဲ့လိုမျိုးပေါ့နော်ဟို clearance တို့ဘာတို့ကအများကြီးရှိရလေအဲ့လိုမျိုးတွေသူကအပ်ပေးမယ်ဆိုတဲ့အခါကျတော့ကိုကလည်းအဲ့ချိန်မှာ model career က modeling နဲ့အဆူကိုရွေးချယ်ထားတာဆိုတော့ကိုယ့်ရဲ့ ခရီးယာပွင့်ချင်တယ်ပေါ့နော်သွားချင်တယ်ပေါ့သွားချင်တယ်ဆိုတော့ဟုတ်ကဲ့လုပ်မယ်ပေါ့နော်ရိုက်မယ်ဆိုပြီးတော့အမအကို तू ကငါနင့်ကိုပေါ့နော်ငါရဲ့အဝိစာလဲခန်းနဲ့ခေါ်သွားမယ်ဆိုပြီးတော့မှအဲ့အမျိုးသမီးအမကိုခေါ်သွားပြီးတော့အဲ့လိုဆွဲချိုးတွေပေါ့ရှူတင်အတွက်ရိုက်တော့မယ်ဟာတွေ तू ပြတယ်ဖိုတိုအတွက်ကိုပေါ့နော်မိတ်ကက်စီယာတွေနဲ့အမတို့ရွှေရွှေတကုံတို့ပြီးတော့အဲ့အဲ့ဒီဟိုဗာလဲကဘာအေးဖျားလန်းလေအဲအမတို့ဟိုရှူတင်တွေတဲကြတယ်ပြီးတော့အဲ့မှာနောက်တစ်ရက်လာအဲ့ညက်နေလာတော့မဟုတ်လေတိတ်မမှတ်မိတော့ဘူးလေနှစ်တရာကြာတော့လေ အဲ့ तू ကစတူဒီယိုတစ်ခုတော့ငှားလိုက်တယ်ဒီတစ်ခါကဘာရရမှာလဲဆို तू ကအင်ဂျီမပါဘူးတဲ့အဲ့လိုအင်ဂျီမပါဘဲနဲ့ရရမယ်ဆိုအမကစဉ်းစားပါတော့အင်ဂျီမပါတော့ဟိုဟို ဘာအတွက်ပေါ့နော်ဟို model agency မှာအဲ့လိုအင်ဂျီမပါတာကြီးခြိုက်လားပေါ့နော်သူ့မီးတော့သူကဟုတ်တယ်တဲ့ဟိုဒီနိုင်ငံရဲ့ culture နဲ့ဟိုဘက်နိုင်ငံ culture နဲ့ကမတူဘူးပေါ့ပြီးတော့သူတို့ကကြာတော့အဲ့လိုမျိုးအနာစာရှိသလားအသားရည်မှာပြီးရခါကြာတော့ဟိုဟိုရင် site ဘယ်လောက်ရှိလဲပေါ့နော်တကယ်တင်အတုတွေထည့်ထားလားရင်အတုတွေထည့်ထားလားပေါ့နော်အဲ့လိုစစ်တယ်တဲ့ဆိုအမလည်းအဲ့တုန်းကနားမလဲဘူးကွာတိလားသူတို့စီမင်းနေအမနားမလဲဘူး နားမလည်တဲ့အခါကျတော့အော်အဲ့ဒါဆိုလို့ရှိရင်ကျမကတော့ဟိုဒီမြန်မာပြည်မှာကျတော့အဲ့လိုမျိုးတွေရှိုက်တာကျတော့အဆင်မပြေဘူးလို့မိဘတွေကအသိပေးရမယ်လို့ပြောလိုက်တဲ့အခါကျတော့ तू က body parts ကိုမပြဘဲနဲ့မှရိုက်မယ်လေးဆိုပြီးတော့မှအဲ့လိုမျိုး तू ကပြောတဲ့အခါကျတော့အမတို့လက်ခံခဲ့တယ်ပေါ့နော်ပြီးတော့ငါတို့ဓာရီအတွက်ကို passport တွေပါတယ်လည်းလောက်ရမယ်ပေါ့ပြီးတော့နေ့ရက်မိဘခွင့်ပြုချက်လည်းငါတို့တောင်းရမယ်ပေါ့နော်ကျမတယောက်တည်းသွားရမှာလားလို့ဟို မိဘတွေပဲမပါဘူးလားညီကောင်မှမခေါ်လို့မရလားဆိုမရဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ပေါ့နော်ဟို agency ရောက်လို့ရှိရင်ညစ်လို့ပဲစူးစမ်းနေရဲ main ကလေးတွေရှိရဲပေါ့အပြိုင်ဆိုင်ပေါ့နော်ပြီးတော့ကိုယ့်ဘာသာကိုယ်ပဲအဒီဟိုအလောက်ကိုလောက်ပြီးတော့မှရားလည်းပတ်ဆက်လည်းမိဘကိုပြန်ထောက်ပံ့ချတာတဲ့ဟိုမလွယ်ဘူးပေါ့နော်နိုင်ငံတိုင်းတစ်ပါးမှာအလောက်လောက်ရတာတဲ့အဲ့လိုပြောတော့ ညီမလည်းပထမအဖေတို့အမေတို့ကိုပြောပြတဲ့ခါကျအဖေတို့အမေတို့ကလည်းစိတ်ပူတာပေါ့နော်ညီမအမအငယ်ဆုံးကိုတားသမီးတဲမှာအငယ်ဆုံးဆိုတော့တမီးရဲ့မသွားနဲ့ပေါ့နော်ညီမနိုင်ငံမှာလည်းကိုယ်ကရီးယားလေးရှိနေပြီးပြီးရတဲ့ခါကျနိုင်ငံသားဆိုတော့လည်းအမေတို့မြင်ရတာမဟုတ်ဘူးပေါ့ပြီးတော့ဟိုဟိုမာကတိမလား modeling ဆိုပေမဲ့လည်းဟို ဘယ်လိုပြောမလဲစေးသုံးဘာသုံးညာသုံးနဲ့ပြက်စီသွားနိုင်တယ်ပေါ့နော်လူတကာဆွဲပြီးတော့ပြက်စီသွားနိုင်တယ်တဲ့အမေတွေကတော့မသွားစီချင်ဘူးတဲ့အဖေကလည်းပြောတယ်ပေါ့နော်အဖေလည်းဒီမှာစာတင်ပတ်စံရှာတယ်တမီးလည်းဒီမှာ modeling လုပ်ရင်းအဆိုလုပ်ရင်းနဲ့မှပတ်စံရှာနေနိုင်တာပဲပေါ့နော်အဲ့လည်းအမတို့မသွားတော့ဘူးဆိုပြီးတော့မှအဲ့လိုမျိုးပေါ့ ဟိုစိတ်ဆုံးဖြတ်လိုက်တာပေါ့နော် melody ဝါဆင်းပြီးတော့တိတ်မကြဘူးနှစ်နှစ်သုံးနှစ်ဆိုအဲ့ပေါ့2010 17အဲ့ဝင်ကျင်လောက်ဖြစ်မယ်17 17ဝင်ကျင်လောက်ဖြစ်မယ်သိလားဆိုတော့အမလည်းခုနှစ်တော့တေချာတော့မမှတ်မိဘူးဒါပေမဲ့အဲ့လိုမျိုးသူတို့ရိုက်ခဲ့တာတော့အမမှတ်မိရဲ့ အဲ့နောက်ပိုင်းတော့အမသူတို့နဲ့အဆက်အသွယ်ပြတ်သွားတယ်သူတို့လည်းအဲ့ရလည်းထွက်သွားတယ်လို့ထင်တယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့အမကတော့ကန်ကောင်းသွားတယ်လို့ပြောရမှာပေါ့နော်တည်နေဖက်လိုက်တဲ့အချိန်မှာတော်တော်များများအမျိုးသမီးတွေဆက်ချီပြီးတော့မှဒီလိုမျိုးဟို human trafficking နိုင်ငံတကာကနေလောက်ခံရတယ်ပြီးတော့အဲ့လိုမျိုး sex ဟို prostitute အနေနဲ့ရောင်းခံရောင်းစားခံရတာမျိုးတွေပြီးတော့အတုံးတော့ခံရတာတွေပေါ့နော်လူကြီးပိုင်းနေအဲ့လိုမျိုးတွေထွက်လာတဲ့အခါမျိုးကျတော့အော်ငါတော်တော်ကန်ကောင်းပါလားပေါ့ဘာဖြစ်လို့ဆိုအမစိတ်ထဲမှာလေအမတို့ကဟိုဘယ်လိုပြောမလဲ ဲ့ဒီအချိန်မှာအမအမမိဘအမလှုပ်ကျွေးနေရပါတော့အမမိဘကိုအဲ့လိုတချင်းဆိုပြီးရှာကျွေးတယ်အမ modeling လုပ်ပြီးတော့မ model ရတဲ့အကြီးလေးလည်းရှာကျွေးတယ်အဲ့လိုမျိုးအမတချင်းဆိုပြိုင်ပွဲနဲ့ဆုရပြီးတော့မှအမအခွေလေးပါးထွက်တယ်ပေါ့အဲ့လိုမျိုးအမကိုယ့်ရဲ့အလုပ်ပေါ်မှာတမအာစီကရှာပြီးတော့မိဘကိုကျွေးခဲ့တဲ့ကံကြောင့်လားတော့မသိဘူးအမတို့စိတ်ကရှင်းတဲ့အခါကျတော့လीဟိုဒီလိုမျိုး အန်ဒီကလေလွတ်လာတယ်ပဲပြောရမှာပေါ့ဘာဖြစ်လဲဆိုအမဘာလို့လို့အမမိသားစုကိုအမအတိပေးတယ်တိုင်မင်းနေပေါ့နော်ကိုတရားတွေဆုံးဖြတ်တာမျိုးမရှိခဲ့တဲ့အခါကျတော့မိဘတွေကလည်းသူတို့ရဲ့မေတ္တာအမကိုစောင့်ရှောက်တယ်လို့ပဲအမတော့မြင်တယ်ဘာဖြစ်လဲဆိုအမမိဘကိုလှုပ်ကြွေးခဲ့တယ်မိဘစကားပဲနားထောင်ခဲ့တဲ့အခါကျတော့လေမိဘကမသွားလဲဆိုအမမသွားဘူးပေါ့နော်ပြီးတော့အဲ့လိုမျိုးပွဲဆိုလဲအမမိဘတွေတောက်လျှောက်လိုက်တာ ਊ ဆိုတော့ဟိုအဲ့လိုမျိုးကန်ချောင်းတွေအမလွတ်ခဲ့တာလို့တော့အမထင်ပါတယ်ကဲနော် သူရဲ့ဖြည့်ချင်းချက်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 အကုန်လုံးပေါ့ဗျာနော်အကြတော့နဲလေးတွေးကြည့်ရင်တော့အပြေပါပါတယ်နော်နဲလေးတွေးကြည့်ဒါအစုံပဲနော်သူဖြစ်နေတဲ့ဖြစ်နေတဲ့အရာဖြစ်ပြက်နေတဲ့အရာတွေနော်အကြတော့ချွေရချွေရအဲကြောင့်ကေစီပြောတာခင်ဗျာနော်တချို့တွေခင်ဗျာအတုံးချခံအတုံးချခံပြုတ်လိုက်တဲ့အရာတွေအများကြီးခင်ဗျာအကြောင့်လို့ကျွန်တော်ပြောမော်ဒယ်တွေအေဂျင်စီတွေခင်ဗျာနော် အရှုပ်တွေအရှုပ်တွေအရှုပ်တွေဆိုတော့ကျွန်တော်တို့ဒါရင်ပြောနေတာ KC ပြောနေတာနော်မယုံဝင်ကြည့်လိုက်ပေါ့ဗျာနော်ဝင်ကြည့်လိုက်ကျွန်တော်တို့အဲ့ဒီဟိုပြောနေဆိုနေတာမယုံဘူးဆိုအဲ့အဲ့လောကကိုဝင်ကြည့်လိုက်နော်အရှုပ်တို့အရှုပ်တို့ဒါပဲညာဒါသူတို့ကတော့ဒါမဲ့အခုချိန်ကတော့သွားမြောနေပြောလို့မရဘူးဗျာဒါပြူစင်သောတန့်ရှင်းသောခင်ဗျာနော်မိဘကိုလှုပ်ကြွေးလို့မိဘကိုလှုပ်ကြွေးလို့မိဘကိုလှုပ်ကြွေးနေတာနော်ကြောက် မြင်သာမယ်လို့တော့ထင်ပါတယ်ဗျာနော်အားလုံးနည်းလေးတွေးလိုက်အမဖြေးတွေပါတယ်နော်သူအော်ချမ်းချမ်းရဲ့ရှင်းပြမှုအလုံးစုံပေါ့နော်အလုံးစုံအကုန်ပေါင်းပေးလွတ်လိုက်တာဒီဟာကတော့